ရွှေကပွဲရဲ့အတွက်မဲဆွယ်တဲ့ဇလန်းကိုရိုက်ကူးရမှာပါဝင်ကူညီခြင်းမရှိလို့ဟုဆိုကောပြင်ဦးလွင်ကရိုက်ကွေးတစ်ခုကနေဖန်ဆီးခေါ်ဆောင်သွားခြင်းခံလာရတဲ့တရုတ်ဆောင်ဖွေဖွေမင်းသမီးဖွေဖွေနောက်ကတရုတ်ဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖုံးကော်လို့မရပွန်းလို့ပြောရင်တနေ့ကကျင်းပသွားတဲ့ကိုရွှေမန်းတို့ရဲ့မင်္ဂလာပွဲကိုတော့အဲ့ဒီနှစ်ယောက်ကတက်သွားသေးတယ်တဲ့ဒါပေမဲ့ဖုန်းဆက်တယ်သက်ဆိုင်ရာဒီပြည်ကြိုက်ဝင်ချင်တာတော့ရှိတယ်ဖုန်းဆက်တယ်ဆက်သွယ်တယ်လုံးဝဖုန်းမကင်ပါဘူး လုံးဝဖုံးခိုင်းအဲ့တော့တို့မိဘတွေရဲ့နေစဉ်ဆက်သွယ်ပြောလေလုံးဝဖုံးခိုင်းဘူးအကြောင်းလည်းမပြောင်းဘူးဂီလည်းမဆိုင်ဘူးဒီနေ့ညနေချင်းကျွန်တော်သိရတယ်မင်္ဂလာပါပရိသတ်ကြီးရှင်နာမည်ကြီးတရုတ်ဆောင်မင်းသမီးဖွေဖွေဟောင်းမနေ့ကနိုဝင်ဘာလ6ရက်နေ့နေ့လယ်ပိုင်းမှာစတင်ပြီးအဆက်အသွယ်ပြတ်တောင်းနေကရွှေကောက်ပွဲဝါရဖျက်ဆက်ကရိုက်ကူးဖို့ညှင်းဆုပ်ခဲ့တာကြောင့်ဖန်ခန့်ခဲ့ရတယ်လို့သတင်းများထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဖွေးဖွေးမန်နေဂျာကိုဖုန်းဆက်တာလုံးဝဆက်လို့မရပါဘူးအကုန်လုံးဝိုင်းဆက်နေကြတာပါလို့အနုပညာသတင်းထောက်တဦးကပြောပါတယ် မနေ့ကမွန်လွဲပိုင်းအချိန်မှာတရုတ်ဆောင်ပွေပွေရုပ်ရှင်ရိုက်ကူးနေတဲ့နေရာကို ရောက်ရှိလာပြီးဖက်စီခေါ်ဆောင်ခြင်းခံခဲ့ရတာဖြစ်တယ်လို့သတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြားတာကတော့သူ့ရဲ့ရှူတင်မှာစစ်တပ်ကလာဖမ်းသွားတယ်လို့ကြားတယ်။တခြားအတီးပြုတ်လို့တော့မရသေးပါဘူး။တီးရတာနဲ့ပြန်ပြောပါမယ်လို့ပြည်တွင်းသတင်းဆောင်တအူးကပြောပါတယ်။ ဖွေဖွေဟောင်းလက်ရှိအွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သတင်းများအရာမကြခင်မှာပြုလုပ်မဲ့ရွေးကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာပူပေါင်းပါဝင်ခြင်းမရှိတာကြောင့်ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါတယ်ဖွေးဖွေးနဲ့ပတ်သက်ပြီးစစ်တပ်အမာခံဝါဒဖြန့်လော်ဘီတယောက်ဖြစ်တဲ့ကျော်မျိုးမင်းကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကရွှေကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာပအဝင်ပတ်သက်မှုမရှိတာကြောင့်ဖွေးဖွေးနဲ့အလင်းရောင်ကိုဖမ်းဆီးတဲ့နယ်လို့လည်းဝါဒဖြန့်ပြောဆိုမှုများပြုလုပ်ထားတာဖြစ်ပါတယ်။ ရွှေကပွဲဝါဒဖြန့် slogan ရိုက်ဖို့အတွက်ဆက်သွယ်တာဖုန်းမကင်ဘူးလို့သိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းတယ်လို့ကြားပါတယ်ဟုဆိုကရုပ်ရှင်စီယုံနဲ့နှိဆက်သူတအူးကပြောပါတယ်။အခုလက်ရှိမှာအနုပညာရှင်တွေကိုရွှေကပွဲဝါဒဖြန့် campaign တွေမှာနိုဝင်ဘာလ9ရက်နောက်ဆုံးထားပါဝင်ဖို့အတွက်ညွှန်ကြားထားပြီးလူတင်များတဲ့အနုပညာရှင်တွေကတရုတ်ဆောင်အလင်းရောင်နဲ့ဖွေဖွေတို့ကနိုဝင်ဘာလ9ရက်နေ့ညနေအထိဆက်သွယ်လို့မရတာကြောင့်အခုလိုဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ မ်ပိန်းမှာမပါဝင်တဲ့အနုပညာရှင်တွေကိုတော့အာနာသိန်းကာလာစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်တွေနဲ့ဖန်စီအရေးယူသွားဖို့ရှိနေတယ်လို့လည်းကျော်မျိုးမင်းကပြောဆိုထားတာဖြစ်ပါတယ်။အခုလက်ရှိအချိန်ထိတော့ရွေးကောက်ပွဲရတဲ့အနုပညာလောကကနမကြီးတရုပ်ဆောင်တွေကိုတုံထားတဲ့ဝါလာဖြန့်ဇက်ကားတွေကိုအော်တိုဘာလနောက်ဆုံးအပတ်မှာထုတ်လွှင့်ပြသခဲ့ပေမယ့်ပြည်သူတွေဘက်ကအနုပညာရှင်တွေကိုဝေဖန်ပြစ်တင်မှုတွေနဲ့အတူသပိန်မောက်တာနဲ့လူမှုရေးပြစ်ဒဏ်ခတ်တာတွေလှုပ်လာကြပါတယ်။ ဒါကြောင့်မလို့ပြန်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့မှာအနုပညာရှင်အားလုံးကိုအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်ခဲ့ရင်အရေးယူခံရမယ်ဆိုတဲ့အကြောင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အခုလက်ရှိအချိန်ထိလည်းအကျဉ်းချရာကနေပြန်လည်လွတ်မြောက်လာပြီးဇက်ကားတွေမရိုက်တော့တဲ့အနုပညာရှင်တွေအပါအဝင်အနုပညာရှင်တွေအားလုံးကိုဝါရားဖြန့်ဇက်ကားတွေရိုက်ကူးမပေးရင်အရေးယူမယ်လို့ပြောဆိုခဲ့တဲ့နောက်မှာဒါရိုက်တာဝိုင်းဒါရိုက်တာမီးပေါဒါရိုက်တာဝင်းလင်ထက်အော်ရက်တာအင်နွာကျော်စင်ပြည်တီဦးအစားရှိတဲ့နာမည်ကြီးအနုပညာရှင်တွေပါဝါရားဖြန့်ဇက်ကားရိုက်ကူးပေးနေရတယ်လို့လည်းသိရှိရပါတယ်